မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့မုတ်ပုတ်စမလို့ပဲနဲ့ဒီလိုမျိုးဒဲဦးနဲ့ဟမ်ဘာဂါဖုံးပါပါနိုစိတ်60အမယ်ထဲပါမယ်ရှင်ဒီလဖရည်စုံနဲ့တစုံထဲပါမယ်ကြက်ဦးတစ်လုံးထဲပါမယ်အလုံးသမားတော့အောင်တည်တည်ချာချာလေးမွေပေးပါမယ်ရှင်တကယ်လို့များနိုဝါရေခဲတည်တာထဲမှာထည့်ထားတယ်ဆိုလို့ရှိရင်အပြင်မှာထားထားပြီးနော်အေးဒါပြောက်သွားအောင်လို့ပါပြီးလို့ရှိရင်15မိနစ်ဒီဟာလေးကိုနှက်ထားပေးမယ်နော်15မိနစ်စောင့်နေတဲ့အချိန်မှာဂျုံမုတ်လာပြီးတော့ချိန်ပေးပါမယ်ရှင် ဂျုံမုံ200ဂရမ်စာအနှဲငယ်ထည့်ပါမယ်။တကြားကကြတော့လပည့်ရေစုံနဲ့ဆိုရင်နှစ်စွန်းစာထည့်ထားပါတယ်။အားလုံးတမသွန်းအောင်မွေးပြီးတော့ထားထားပြလိုက်ပါမယ်။ငါပြောရွယ်ကိုအောက်ခန်းထားဖို့အတွက်တတိချာချာလေးညှပ်ထားပြလိုက်မယ်နော်။စကုရှိတဲ့ဆိုလို့ရှိရင်တော့စကုသုံးလို့ရပါတယ်။ကျွန်မကတော့စကုလည်းမဝဲတော့ဘူး။ဒီငါပြောရွယ်နဲ့ပဲလုပ်လိုက်တယ်ပေါ့နော်။ကဲအချစ်ဖောင်ထားတာလေးလည်းရပြီ။15မိနစ်ဆိုလို့ရှိရင်ဒီလိုပွာလာတယ်။ခဏခါချိန်ထားတဲ့ဂျုံလေးကိုအကုန်လုံးထည့်လိုက်မယ်။ထည့်ပြီးသွားလို့ရှိရင်ရေက25 ml ထည့်ပါမယ်။ ပြီးရင်စီကထမင်းစားစွန်းနဲ့ဆိုလို့ရှင်တစွန်းခွဲစားလောက်ထည့်ပြီးတော့မုတ်သားလှလာလေးဖြစ်အောင် လုံးဝကိုလာနေအောင်ပေါ့နော်ဖြီးနေနေပြီးပါမယ်။ကဲဒီနေထားလေးဆိုလို့ရှင်မုတ်သားလေးကရပါပြီရှင်။မုတ်သားလေးတွေလည်းရသွားပြီဆိုတော့ဒါကိုလေးစိမ့်စိမ့်ပြီးတော့ချိန်ကြည့်လိုက်တယ်။တဒုံးမှ100ဂရမ်100ဂရမ်100ဂရမ်ရှိရပေါ့နော်။အဲ့ဒါကိုလုံးလုံးလေးတွေဖြစ်သွားအောင်ဘာကလေးတွေလုပ်ပါမယ်ရှင်တကယ်လို့လိုက်လုံစားမယ်ဆိုလို့ရှိရင်တော့ကိုယ်ကနဲ့ကိုလုံးချင်းတလို့လုံးအဆင်ပြေလို့သာလုပ်ပါ ကဲခေါနာတော့ကလှုပ်ထားတဲ့ငပြောရပုံတင်းမယ်တင်းပြီးသွားပြီဆိုလို့ရှိရင်나ยีဝက်မိနစ်30ပေါ့နော်ထားပြရပါမယ်ကဲမိနစ်30ပြီးသွားပြီဆိုတော့ဒေအိုးအပူပေးမယ်ပြီးရင်ကြက်ဥတုပ်ပေးပါမယ်ကဲကျမရဲ့ကြက်ဥတုပ်တဲ့အတန်လေးကတော့ကြည်ကြပါအောင်ဆုံးပဲရှိတယ်ဒါလေးနဲ့ပဲအဆင်ပြေလို့လုပ်လိုက်တယ်ပြီးလို့ရှိရင်နှမ်းလေးဖြူပေးပါမယ်ရှင်ကဲဘာကမကြက်သေးဘူးဒါပေမဲ့မွေးနေရပဲစီနေရမှာထောပါထရင်တော့ပူကောင်းနေသေးလား ဲ့ဖောက်ပါမယ်ရှင်ဒဲအိုးလည်းပူနေပါပြီဒါမျိုးလေးလိုက်ဖောက်စားမယ်ဆိုရင်ဒီလိုမုတ်ထဲတဲ့အခါကျရင်လက်ကိုတတိထားပါအပူလောက်မှာဆိုလို့ပါကဲပြီးရင်မိနစ်40ဖောက်ပါမယ်မိနစ်40ပြီးသွားရင်ဖြည်းဖြည်းချင်းဒီလိုမျိုးလေးစောင်းပြီးတော့ဖွင့်ပေးပါချွေးတွေဟိုမှာချွေးတွေကြာနေပေါ့နော်အဲ့ဒီအနေထားမှာဘလို့ဖြစ်တတ်လဲဆိုတော့မုတ်ဖောက်စားမဟုတ်တာဖြစ်တဲ့အတွက်မီးကအပေါ်မရောက်ဘူးပေါ့နော်အောင်မှပဲကျွနေတယ်ပေါ့တူးတာတော့မတူးဘူးနော်ကျွနေတာပါ ဲ့ဒါကိုအပေါ်အောင်လှန်ပြီးတော့မှပြန်ပြီးတော့ထပ်ပြီး10မိနစ်ထပ်ဖုတ်ပေးပါတယ်အားလုံးပေါင်းဆိုလို့ရှိရင်မိနစ်90ကြာပါတယ်မီးကိုလုံးဝကိုအေးအေးလေးဖုတ်ပေးပါကဲရပါပြီရှင်ကဲအထဲထဲကမုန်သားလေးကိုတစ်ချက်ကြည့်ပါဦးဤဆက်ပြီးတော့မှုန်းနေရပဲအေကနာနိုနေရမှာနိုစိတ်ထဲလိုက်လို့လို့ထင်တယ်စီနေရမှာအော်ထောက်ပတ်ထဲလိုက်မယ်ဆိုလို့ရှိရင်တော့ဒီထံမကစောက်ကောင်းလိမ့်မယ်လို့တော့ညွန်နေတယ်ဒါပထမဦးဆုံးဒဲဦးနဲ့လှုပ်ခူတာပေါ့နော် အရန်ကောင်းတဲ့ရှယ်ပဲဒီမုတ်ကတော့အိရှင်အမေကြီးကိုသွားကြွေးတာပါအိမ်မှာကြံနေတဲ့နှလုံးအကြတော့တသားပြန်လာရင်စားဖို့ပါကဲဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပြီးလို့အများကြီးကျေးဇူးတင်ပါတယ်ရှင်တတား